အမေရိကန်ကယူကရိန်းအတွက်စစ်ရေးအထောက်ပံ့တွေပေးတာကိုဆိုင်းငံ့ထားဖို့ဆုံးဖြတ်လိုက်ကြောင်းအင်ဖြူတော်ရရှိတဦးကပြောကြားပါတယ်။အင်ဖြူတော်မှာယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လမ်စကီးကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဒုတိယသမ္မတဂျိမ်းဒေးဗစ်ဗန်စတိုနဲ့စကားအခြေတင်ဖြစ်ခဲ့ပြီး၃ရက်အကြာမတ်လ၃ရက်နေ့မှာအမေရိကန်ဘက်ကအခုသဘောထားဆုံးဖြတ်ချက်ထွက်ပေါ်လာတာပါ။အဲ့ဒီအင်ဖြူတော်အရာရှိကအမေရိကန်ဟာယူကရိန်းအတွက်အထောက်ပံ့တွေပေးပို့နေတာကိုဆိုင်းငံ့ထားခြင်းအတွင်ပြန်လည်သုံးသပ်မှုတွေလှုပ်ဆောင်မှာဖြစ်ကြောင်း ဲ့ဒီဆုံးဖြတ်ချက်တွေကအဖြေတစ်ခုခုထွက်ပေါ်လာဖို့အထောက်ပံ့ဖြစ်စေမယ်လို့ယုံကြည်ကြောင်းပြောပါတယ်။ယူကရိန်းနိုင်ငံရဲ့ခေါင်းဆောင်တွေကငြိမ်းချမ်းရေးအပေါ်အမှန်တကယ်ကောင်းမွန်တဲ့ယုံကြည်မှုမျိုးပြသလာပြီလို့သမ္မတထရမ့်ကမယုံကြည်မချင်းဆိုင်းငံ့ထားမှုဟာတည်မြဲနေလိမ့်မယ်လို့အဲ့ဒီအရာရှိရဲ့အဆိုကိုကိုးကားပြီး Fox နဲ့ Bloomberg သတင်းဌာနတွေကဖော်ပြခဲ့ပါတယ်။ပြီးတော့အထောက်အပံ့တွေကိုအပီးရက်ဆိုင်းလိုက်တာမဟုတ်ပဲယာယီဆိုင်းငံ့မှုသာဖြစ်တယ်လို့အဲ့ဒီအရာရှိကထပ်လောင်းပြောဆိုခဲ့ပါတယ်။ Bloomberg ရဲ့ဖော်ပြချက်အရ Ukraine လက်ထဲကိုမရောက်သေးတဲ့ America လောက်ခဲရမ်းပြီးကြောက်စစ်လက်နက်မှန်သမျှဟာဆိုင်းငံ့မှုဆုံးဖြတ်ချက်ထဲအကျုံးဝင်ခဲ့ကြောင်းအဲ့ဒီထဲမှာ Ukraine စီပို့ဆောင်ထားပြီး Poland နိုင်ငံမှာခရီးတစ်ထောင်နားနေတဲ့လက်နက်တွေလေရင်နဲ့သင်္ဘောပေါ်တင်ထားပြီးပို့ဆောင်ဖို့အသင့်ရှိနေတဲ့လက်နက်ခဲရမ်းတွေလည်းဆိုင်းငံ့ခဲရမ်းမှာဖြစ်ပါတယ် Trump က Ukraine အတွက်နောက်ထပ်စစ်ရေးအထောက်ပံ့တွေပေးပို့ဖို့ကိစ္စဆွေးနွေးတိုင်ပင်ထားတာတွေဘာမှမရှိကြောင်း အိမ်ဖြူတော်မှာသတင်းတောက်တွေကိုပြောကြခဲ့ပြီးနောက်နိုင်ပိုင်းအကြာမှာအခုသတင်းထွက်ပေါ်လာတာပါထရမ့်ကယူကရိန်းအတွက်အထောက်ပံ့တွေဆက်လက်ပေးပို့ဖို့မရှိတဲ့အတိုင်ဇယ်လမ်စကီးဟာအရင်ကအမေရိကန်ကူညီထားတာတွေအတွက်အတိအမှတ်ပြုကျေးဇူးတင်တဲ့တယ်လို့တော့ပြောသွားခဲ့ပါတယ်စစ်ပွဲနဲ့ပတ်သက်လို့ဇယ်လမ်စကီးလက်ရှိစုပ်ကင်ထားတဲ့အယူဆတွေကိုသူကဘလို့မှလက်မခံနိုင်သေးကြောင်းထရမ့်ကဝေဖန်ခဲ့ပြီးယူကရိန်းသမ္မတကတော့သူကိုယ်တိုင်လဲစစ်ပွဲကိုအ мян ဆုံးရပ်တန့်ပစ်ချင်တယ်လို့တုံ့ပြန်ထားပါတယ် အင်ဖြူတော်တွေ့ဆုံပွဲမှာသတင်းတောက်တွေရှိကရောက်ကစားဖြစ်ခဲ့တဲ့နောက်ထရမ့်ရောဗန်စ်ကပါဇလမ်စကီးဟာလေးစားမှုကင်းမဲ့တဲ့အပြုအမူမျိုးကိုပြတ်သားခဲ့တယ်လို့ပြစ်တင်ပြောဆိုထားပါတယ်။အဲ့ဒီနောက်ပိုင်းစစ်ပွဲကာလတလျှောက်ယူကရိန်းကိုအကူအညီတွေအများဆုံးပေးခဲ့တဲ့အမေရိကန်နဲ့နှစ်နိုင်ငံကြားဆက်ဆံရေးကအနိုင်ပါဆုံးအဆင့်ထိထိုးဆင်းသွားခဲ့တာဖြစ်ပါတယ်ရှင်။